တွေးကြည့်မြို့ကလိုက်လာတယ်လက်မစီဘူးလိုက်လာတာကိုဝင်းရဲ့အဲမတွေးကြည့်တာလုံပြီလက်ကားပြောတာပါကိုဝင်းရဲ့မတွေးကြည့်လွမ်းလို့လိုက်လာတာပါမရှိမင်းသမီး ိုက်ကြပါမယ်ခွေလဲရင်ညော့ရဲ့ငဲလိုက်ခဲပါလားမထွေးကြည့်ရဲ့အစရာချစ်တဲ့ကြည့်တယ်မမရွှေမင်းသမီး လက်ရုပ်ဖြည်းဖြည်းမောက်မှာမဝင်းရဲ့တကယ်လဲသူ့လက်ကြီးဆေးရတာဖိနေရင်လည်းအောက်နေရပဲစိတ်မရှိလိုက်တာတော့အမလေးမထွေးကြည့်ရဲ့လက်ဆိုတာလေဆေးရရင်ဖိတော်စိတ်ရှိပါလေတဲ့ဗျအဆတ်မဟုတ်လို့လားအမလေးသူ့မအပြောင်းကား ဘာပင်လို့ခေါ်တယ်။အော်အဲ့ဒါတည်းကစဘာပင်လေ။စဘာဆိုတာလေမထွေးကြည့်လို့နေတိုင်းစားနေတဲ့စမ်းသီလေးတွေဖြစ်ပေါ်လာတဲ့အပင်ပေါ့ဗျာ။အမလီအဲ့လောက်နဲ့ဘဝကိုမေ့တတ်တယ်။ညိုကြည့်သူမဟုတ်ပါဘူး။ဦးဝင်းရဲ့ဟုတ်လား။ခြေတော်ကိုချစ်တယ်။မြမမာလေးစစ်စစ်ပါ။ဒီပါဗျာ။ ဟာဒီကတော်သားကိုဝင်းကိုအိမ်မဲ့ပြည့်တယ်လို့ကိုအောင်ပြ။သူပြန်သွားပြီပေါ့။ကျုပ်သိပါပြီ။မတွေးကြည့်။မင်းတို့နှလုံးသားမှာရှုံ့စင်သွားမှာစိုးလို့မင်းရုပ်ကိုပြန်သွားတာမဟုတ်လားယ။ကျုပ်သိပါပြီမြို့ယေရှုရဲ့။ကျုပ်သိပါပြီဗျာ။ ပြန်တော့တော့သားလေးဘဝမင်းမသိပါလားစားဒီမှာရောက်ပြီဦးရင်ဒီစာကိုဖတ်နေရတဲ့အချိန်မှာလူကြီးတွေသဘောတူထားတဲ့ကြွရပါကြည့်ကိုကိုစောဆိုတဲ့လူနဲ့လက်ထလိုက်ရပါပြီဦးမင်းရဲ့ဒီဘုံစရာကိုယူလိုက်ပြီလားတကယ်တော့ချစ်တာနဲ့မထစ်တာဆိုအချားဒီမှာဦးမင်းရဲ့ မမိုးလေမမိုးဦးဝင်းကိုဘယ်တော့မှမမေ့ပါဘူးနော်အပြောကျဲလာကြီးလားမျိုးကြီးသူရဲ့အပြောကျဲလာကြီးလားညမေခုတော့လက်ထက်သွားပြီမထွန်းမုံမဲမုံရင်လဲဟော်ဒီကတောသားအသင်းတူတဲ့ကိုဝင်းရဲ့အသေးလေးကိုပြပြပဲမုံပါလို့ကြောက်တန်တာ ဲလူနေရမှာလဲပြောစမ်းပါဦးမြို့ကြီးသူမမဆိုင်အမုံအလာဧကတိတဲ့နူတဲ့